မြန်မာအိန္ဒိယချစ်ချစ်ရေးအသင်း MIFA နဲ့မြန်မာနိုင်ငံမှာမိတင်းနေထိုင်ကြတဲ့ဟိန္ဒူမျိုးနွယ်စုများစူပေါင်းချင်ပါရဲ့ဟိန္ဒူဘာသာဝင်တို့ရဲ့ဒီပါဝလီထိမ့်မတ်အခမ်းအနားကိုအော်တိုဘာလ18ရက်နေ့ညနေ6နာရီကရန်ကုန်မြို့မြို့မကျောင်းလမ်းမှာရှိတဲ့မြို့သားဆက်ယုံမှာကျင်းပခဲ့ကြောင်းသိရပါတယ်။ အဆိုပါခန်းနာတို့နိုင်ငံတော်ယာယီသမရနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင်စီရေးကော်မရှင်ဥက္ကဋ္ဌပိုဂျိုမူဂျင်းမင်းအောင်လိုင်းနှင့်အတူဇနီးတော်ကျူကျူလာကော်မရှင်တွေ့မှုတွေ့ဖက်မှုဆောင်ချုပ်ပိုဂျိုကြီးရဲဝင်းဦးနှင့်ဇနီးကော်မရှင်ဖွဲ့ဝင်များပြည်ထောင်စုဝန်ကြီးများနဲ့ဇနီးများမြန်မာနိုင်ငံဆိုင်ရာနိုင်ငံတကာတယုံများမှတာမန်ကြီးများနဲ့တန်ယုံကြီးကများကဝေးဦးစီးချုပ်ရုံးမှအစိမ့်မြတ်တမတော်ရရှိကြီးများနဲ့ဇနီးများ ရခိုင်တိုင်းစစ်ထနာချုပ်တိုင်းမှုအသင်းဖွဲ့များမှတာဝန်ရှိသူများဟိန်နူမျိုးနယ်စုများဟိန်နူရိုးရာရေးကျေးမှုဖွဲ့များနဲ့ဖိတ်ကြားထားတဲ့ဧည့်သည်တော်ကြီးများတက်ရောက်ခဲ့ကြပါသည်။ခန္ဓာရင်းနိုင်ငံတော်ယာယီသမရနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင်တရရေးကော်မရှင်ဥက္ကဋ္ဌနဲ့ဇနီးတို့အားတာဝန်ရှိသူများကကြိုဆိုနှုတ်ဆက်ကြပြီးဟိန်နူရိုးရာဒီပါဝလီအထိမ်းအမှတ်ခန္ဓာမင်္ဂလာမဟုတ်ကိုရခိုင်တိုင်းဒေသကြီးဝန်ကြီးချုပ်မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံတန်ယုံမှတန်ယုံယာယီတာဝန်ခံနဲ့တာဝန်ရှိသူများ ဟိန်းလူမျိုးနယ်စုဝင်များကဖေချိုးဖြက်ဖွင့်လှစ်ပေးကြပြီး ဟိန်နူရိုးရာကပူးများမှုတ်ချင်းမိုးပြန်ပူပေါင်းများလှုပ်တင်ခြင်းများကိုဆောင်ရွက်ခဲ့ကြပါသည်။အဲဒီနောက်နိုင်ငံတော်ယာယီသမရနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တရရေးကော်မရှင်ဥက္ကဋ္ဌနှင့်ဇနီးတို့အားဟိန်နူရိုးရာစီမီနန်းသားများနှင့်ကြိုဆိုကြပြီးနိုင်ငံတော်ယာယီသမရနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တရရေးကော်မရှင်ဥက္ကဋ္ဌကဒီပါဝလီထိမ့်မှန်အခမ်းအနားကိုစက္ကလုံနှင့်ဖွင့်လှစ်ပေးပြီးတရောက်လာကြသူများနှင့်အတူစုပေါင်းမှတ်တမ်းနှင့်ဓာတ်ပုံရိုက်ခဲ့ကြ။အဲဒီနောက်မြန်မာအိန္ဒိယနှစ်နိုင်ငံ ချစ်တီရေးပြကံများစီးပွားရေးလုပ်ငန်းပြကံများနဲ့မျိုးနွယ်စုများရဲ့ပြကံများအား ပြကံတစ်ခုချင်းစီအလိုက်လှည့်လည်ကြည့်ရှုခဲ့ကြောင်းသိရပါတယ်။အဲဒီနောက်အခမ်းအနားအစီအစဉ်ဒုတိယပိုင်းကိုပြဆက်ခမ်းမမကျင်းပပြုလုပ်ရာ နိုင်ငံတော်ယာယီသမရနိုင်ငံတော်လုံခြုံရေးနှင့်အကြံတော်ရရေးကော်မရှင်ဥက္ကဋ္ဌနှင့်ဇနီးမြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံတန်ယောတန်ယုံယာယီတာဝန်ခံတဲ့ဇနီး တာဝန်ရှိသူများကဒီပါဝလီထိမ်မက်စီမီထွန်းညှိပေးကြပါရယ်။အဲဒီနောက်နိုင်ငံတော်ယာယီသမရာနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တရားရေးကော်မရှင်ဥက္ကဋ္ဌနှင့်ဇနီးတို့အားမြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံတန်ယုံတန်ယုံယာယီတာဝန်ခံတဲ့ဇနီးတို့က မင်္ဂလာကုံမြူပဝါနဲ့ပန်ကုန်းကိုကာဝရာပြူစင်မြန်ပေးပြီးနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တရေးကော်မရှင်ဥက္ကဋ္ဌနဲ့မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံတန်ယုံတန်ယုံယာယီတာဝန်ခံတို့ဟာအမတ်တရားလက်ဆောင်ပစ္စည်းများအပြန့်အလှန်ပေးခဲ့ကြောင်းသိရပါတယ်။ အဲ့ဒီနောက်မြန်မာအိန္ဒိယချစ်ကြည်ရေးအသင်းအတွင်းရေးမှုနဲ့ဇနီးတို့ကမြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံတန်ယုံတန်ယုံယာယီတာဝန်ခံတဲ့ဇနီးတို့အားမင်္ဂလာကွန်မြူပေါ်ဝါနဲ့ပန်းကုန်းကိုကာရာပြုဆင်မြန်းပေးခဲ့ကြောင်းသိရပါတယ်။အခမ်းအနားတွင်မြန်မာအိန္ဒိယရိုးရာယဉ်ကျေးမှုအကအဖွဲ့ဟိန္ဒူရိုးရာယဉ်ကျေးမှုအကအဖွဲ့နှင့်အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်ရန်ကုန်မှယဉ်ကျေးမှုဖွဲ့များကဟိန္ဒူရိုးရာယဉ်ကျေးမှုအကပရိသတ်များလူမျိုးစုများရဲ့ရိုးရာအကများမြန်မာရိုးရာအကများနဲ့ တိဆိုကပြဖျော်ဖြေခဲ့ကြောင်းသိရပါသည်။